ဆရာလဲအနန္တတကုရှင်ဖရာသခင်ရဲ့နှုတ်ကပတ်တော်တွေကိုဖတ်ပြီးစူးစမ်းကြည့်တဲ့နေ။သူကတကယ်ကိုပြန်ကြွလာတဲ့သခင်ဆိုရင်ဒါသခင်ကိုကြိုးစုံနေရမဟုတ်ဘူးလား။ကျမ်းစာမှာပြောထားတာမိသွားပြီလား။ထိုအခါသူတပားကအီးအရက်၌ခရစ်တော်ရှိသည်။ထိုအရက်၌ရှိသည်ဟုဆိုတော်လဲမယုံကြနှင့်။အကြောင်းမှာခရစ်တော်အရောင်ဆောင်တဲ့မိစ္ဆာပရောဖက်တို့ပေါ်လာ၍နမိတ်လက္ခဏာကြီးနှင့်အံ့ဖွယ်အမှုကြီးပြမည်။ ဤသို့ဖြင့်ဖြစ်နိုင်လေရွေးချယ်သူတို့ကိုပင်အထင်မြင်မှားစေမည်ဖြစ်သည် အာမင်အာမင်မမိတ်နဲ့ခရစ်တော်အတူကပြန်ကြွလာတဲ့သခင်ဆိုပြီးလူတွေအထင်မြင်မှောင်းအောင်လုပ်တာနောက်ဆုံးသောကာလမှာခရစ်တော်အတူတွေပေါ်လာမယ်လို့သေးအုပ်တွေကပြောတယ်စုံစမ်းလေ့လာကိုရက်လိုက်ပါတဲ့တိတ်မရှင်းဘူးအထင်မြင်မှောင်းအောင်လုပ်တာခံရမှာကြောက်တယ် ခရစ်တော်အတုနဲ့အစ်စ်ကိုမခွဲတတ်ဘူးဆိုတာနားလေသွားတယ်ခရစ်တော်အတုတွေအထင်မြင်မှအောင်လုပ်တာမခံရအောင်အဓိကအချက်ကခရစ်တော်ကိုသိဖို့ပဲတကယ်ခရစ်တော်ကိုသိရင်အထင်မြင်မှအောင်လုပ်တာခံရတာကိုကြောက်ဖို့လိုဦးမလားอืมမလိုဟုတ်တယ်ဒါဟာအချိန်တစ်ခုကိုသွားလို့အဖြူရောင်ကုတ်ဝစ်ပြီးငကြက်ကင်ထားတဲ့လူ၁၀ယောက်ရှိရင်ဘသူကတကယ်ဆရာဝန်လဲဆိုတာမျိုးပဲဘသူကယောဂကုနိုင်လဲကြည့်ရမယ်ဟုတ်တယ် အပေါ်ရံမှာခရစ်တော်ဟာတာမန်ပုံမှန်ပဲဘသူနဲ့မှမကွာခြားဘူးဒါဆိုသူ့ကိုဘလို့သိမြင်နိုင်မလဲအဓိကအချက်ကသူ့အနှစ်သာရကိုကြည့်ဖို့ပဲသခင်ယေရှုပြောခဲ့ဒီမှာငါဒီလန်ခီတမန်တော်နဲ့အသက်ဖြစ်ဤခရစ်တော်ဟာတမန်တော်လန်ခီ အသက်ဖြစ်တယ်ခရစ်တော်ကိုသိကြရင်ဒီအခြေခံအကြဆုံးစည်းမျဉ်းုံသဘောပေါက်ရမယ်အော်ခရစ်တော်ဟာပဲလူကိုကယ်တင်ဖို့တမန်တော်ကိုဖော်ပြနိုင်တယ် ။ဆွေပွဲစားတော့မှာဖះနှုတ်ကပတ်တော်ဖတ်ရင်ပိုနားလဲမှာ။ကောင်းတယ်။လူစာတိခံဖះဖြစ်တော်သူသည်ဖះအနှစ်သာရကိုပိုင်ဆိုင်ရမည်ဖြစ်ပြီးလူစာတိခံဖះဖြစ်တော်သူသည်ဖះဤဖော်ပြခြင်းကိုပိုင်ဆိုင်လိမ့်မည်။ဖះသည်လူစာတိခံယူသည့်အတွက်သူလှုပ်ဆောင်ရန်ရည်ရွယ်သည့်အမှုကိုသူလှုပ်ဆောင်မည်ဖြစ်ပြီးဖះသည်လူစာတိခံယူသည့်အတွက်သူဤဖြစ်ခြင်းကိုဖော်ပြမည်ဖြစ်ကား လူသားထံတမာတရားကို ယူဆောင်လာနိုင်မည်သူ့အပေါ်အတက်ကိုအနှင်းနိုင်မည်ဖြစ်ပြီး သူ့အတွက်လမ်းခီးကိုညွှန်ပြနိုင်မည်ဖြစ်သည်ဖရာသခင်၏အနှစ်သာရမရှိသည့်ဇာတိပဂတိသည် လူဇာတိခံဖရာသခင်တကယ်မဟုတ်ပေဤယာနှင့်သက်ဆိုင်၍တန်တရားဖြစ်ဖွယ်မရှိကြယင်းသည်ဖရာသခင်၏လူဇာတိခံဇာတိပဂတိဟောမဟုတ်ဆိုသည်ကို လူသားကစုံစမ်းရန်ရည်ရွယ်ပါက သူ ဖော်ပြတော့စိတ်နေသဘောထားနှင့်သူပြောဆိုတော့နှုတ်ကပတ်တော်များမှအီအီယာကိုအတီးပြုရမည်ဖြစ်သည် ဆိုလိုသည်မှာယင်းသည်ဖျားသခင်၏လူစားတိခန့်ဇာတိပဂတိဟုံမဟုတ်ဆိုသည်နှင့်မှန်ကန်သော လန်ခီဟုံမဟုတ်ဆိုသည်ကို အတီးပြုရန် သူ၏အနှစ်သာရအရခွဲခြားရမည်ဖြစ်သည်ထို့ကြောင့်ယင်းသည် ဖះဤလူဇာတိခံဇာတိပဂတိဟောမဟုတ်ဆုံးဖြတ်ရာတွင် သူဤအပြင်ပန်းထက်သူဤအနှစ်သာရတွင်သူဤအမှုမိမ့်မွက်ချက်စိတ်တဘောရနှင့် အခြားရှုတော်များအ धिक အချက်ရှိသည်လူတို့သည် သူဤအပြင်ပန်းကိုသာစိစစ်ခြင်းအဖြစ်သူဤအနှစ်သာရကိုတတိမမူမိပါကယင်းသည်မတိနားမလဲတကဲ့သို့ပညာမဲ့ဖြစ်သည်ကိုပြပေသည်အာမင် ခရီးနှုတ်ကပတ်တော်ဖတ်ပြီးတော့နားလိုက်သွားတယ်မို့လားဟုတ်ကဲ့နားလိုက်သွားတယ်ခရစ်တော်အတုနဲ့အစ်စ်ကိုခွဲသီးဖို့ကတကယ်တမ်းမခက်ဘူးဟုတ်တယ်အဓိကကသူတို့ကတမန်တော်ဖော်ပြပြီးလူကိုကယ်ဖို့ဖျားမှုကိုလုံနိုင်လားကြည့်ဖို့ပဲဟုတ်တခေယေရှုကလည်းဒီဟာအတွက်လမ်းကြောင်းကိုညွှန်ပြခဲ့တယ်ဟုတ်အမြင်ပြောပြပါဘာလမ်းကြောင်းလဲဟုတ်ကဲ့ဟုတ်ကဲ့တခေယေရှုပြောခဲ့ဒီမှာသင်တို့ကငါပြောစရာစကားအများရှိတော်လဲသင်တို့ဒီယခုမခံနိုင်ကြ တမတရားနေပြည့်စုံသောထိုးဝိညာဉ်တော်ရောက်လာသောအခါတမတရားကိုသင်တို့အားကျွမ်းမဲ့သွန်သင်၏အာမင်အာမင်နန္ဒတကုရှင်ဖျားသခင်ကကြွလာပြီးနှုတ်ကပတ်တော်တန်းနဲ့ချီဖော်ပြခဲ့တယ်ဒီနှုတ်ကပတ်တော်တစ်ခုတိုင်းကတမတရားပဲဟုတ်တယ်ဒီနှုတ်ကပတ်တော်ကိုရှင်းလာတာအများကြီးပဲလူတိုင်းဖတ်ပြီးပြီထင်တယ်ဟုတ်တယ်မို့လားဖတ်ပြီးနည်းနည်းလူစာတီခံယူခြင်းနည်းနည်းရအချက်ကိုဖတ်ပြီးပါပြီတမကျန်းစာအကြောင်းလူကိုစီမံမှု၏ရည်ရွယ်ချက် ဲ့ဒီခံသိတယ်လို့ပဲဖရားအမှုသုံးစင်းကိုတည်ခြင်းဒီဖရားကိုတည်ခြင်းလမ်းကြောင်းဒီဒါတွေကတမန်တော်တွေနည်းနည်းမှုတွေဖွင့်ပြတယ်တခင်းကြီးရောပဲနောက်ရမှာအွန်လိုင်းကနေဖရားနှုတ်ကပတ်တော်နည်းနည်းဖတ်တယ်ဆူတောင်းခြင်းကိုလက်တွေ့လှုပ်ခြင်းအကြောင်းဖရားရှင်မောစိတ်နှလုံးငြိမ်သက်ခြင်းအကြောင်းပြီးတော့အဲဖရားနဲ့ပုံမှန်ဆက်ဆံရေးဖရားနဲ့ပုံမှန်ဆက်ဆံရေးတိဆောက်ရန်ရေးကြည့်ဩအဲ့ဒီခံဒီနှုတ်ကပတ်တော်တွေကတော်တော်လက်တွေ့ကြတယ်ဟုတ်တယ်တကယ်ဆူတောင်းခြင်းအကြောင်းဖရားရဲ့ရည်ရွယ်ချက်တွေနဲ့အညီဆူတောင်းမှု ဖယားနဲ့ဖို့နီးစပ်ဖို့လမ်းကြောင်းတွေကိုအသေးစိတ်ပြောထားတယ်။တော်တော်ရှင်းတယ်။ဟုတ်တယ်။ဒီနှုတ်ကပတ်တော်ရီတိုင်းလေးကျင်ပြီးလက်တွေ့လောက်ခဲ့တာ။ဖယားနဲ့ဆက်ဆံရေးကပိုနီးစပ်လာတယ်။မှန်တယ်။ကျမလည်းအဲ့လိုပဲ။ကျမရောပဲ။အရန်ကောင်းတာ။အရင်ကဒီလမ်းကြောင်းတွေကိုအသေးစိတ်ကြပြီးသဲခွဲအောင်ဘယ်သူမှရှင်းမပြနိုင်ဘူး။ဟုတ်တယ်။အနန္တတကုရှင်ဖယားတကီရဲ့နှုတ်ကပတ်တော်တွေကတမန်တရားပဲ။အာမင်။ဟုတ်တယ်။ပြီးတော့ဖယားကိုဘယ်လိုချစ်ရမလဲ။ဘယ်လိုကျွန်းတော်နာခံရမလဲ။ ဘလို့ကြောက်ရွံ့ပြီးမကောင်းသောအကျင့်ကိုရှောင်ရမယ်ဟုတ်တယ်ဖောက်ပြန်ပျက်စီးတဲ့စိတ်တဘောရဖေရှားပုံစာတန်ရဲ့အမောင်ဆွဲရကလွတ်ပုံပေါ့အနန္တတကုရှင်ဖရာသခင်ကကဲတခြင်းနဲ့ဆိုင်တဲ့တမန်တော်တွေကိုပြောပြခဲ့တယ်อืมဟုတ်တယ်ဟုတ်တယ်ဒါတွေကျမတို့လိုအပ်တယ်တော်များတာပဲအနန္တတကုရှင်ဖရာသခင်ကကဲတခြင်းနဲ့ဆိုင်တဲ့တမန်တော်တွေကိုဖော်ပြခဲ့တယ်လူတွေကိုဖောက်ပြန်ပျက်စီးခြင်းကနေကဲခဲ့တယ်ဟုတ်တယ်အောင်မြင်သူတစုပြုတ်လုပ်တယ်ဖရာကိုယ်တိုင်မဟုတ်ရင် ဘသူကဒီလိုကြီးမြတ်တဲ့အမှုကိုပြုတ်နိုင်မှာလဲဟုတ်တယ်ဘသူမှမလုံနိုင်ဘူးဖះရပဲဆောင်ရွက်နိုင်တယ်ဟုတ်တယ်ဖះကပဲတမန်တရားကိုဖော်ပြနိုင်လားဟုတ်တယ်အနန္တတကုရှင်ဘုရားသခင်နှုတ်ကပတ်တော်ဖတ်ရဟုတ်ကဲ့ကျွန်တော်လိုက်လိုက်မယ်စာမျက်နှာ1462နည်းနည်းစီဖတ်ရအောင်ဟုတ်ကဲ့လူစားတီခံယူသောဖះကို ခရစ်တော်ဟုခေါ်သည် ထို့ကြောင့်လူတို့ကိုတမတရားပေးနိုင်သော ခရစ်တော်ကိုဖျားဟုခေါ်၏သူသည်ဖျားအနှစ်သာရပိုင်ဆိုင်ပြီးသူ၏အမှုတွင် လူသားမရရှိနိုင်သည်ဖျားစိတ်သဘောထားနှင့်ဉာဏ်ပညာတို့ပိုင်ဆိုင်သည့်အတွက်ယင်းတွင်လွန်ကဲသောအရာမရှိပေမိမိတို့ကိုယ်ကိုခရစ်တော်ဟုခေါ်တော်လဲဖျားအမှုကိုမလုံနိုင်သူတို့သည် လူလိမ်များသာဖြစ်၏ခရစ်တော်သည်ကဘာမြေကြီးပေါ်ရှိဖျားသခင်၏တယုတ်တကံဖြစ်ယုံသာမကား ဖျားသခင်ကလူသားအလယ်သူ၏အမှုကိုဆောင်ရွက်ပြီးပြည်စုံစေသည်နှင့်အမျှသူခံယူသောအထူးလူစားတိလည်းဖြစ်၏ဤဇာတိခန္ဓာကိုမြည်သည့်လူသားမဆိုကအစာထိုး၍မရနိုင်ပေကဘာမြေပေါ်တွင်ဖျားအမှုကိုပြည်စုံလုံလောက်စွာတာဝန်ယူထမ်းဆောင်နိုင်ပြီးဖျားသခင်စိတ်သဘောထားကိုပေါ်ပြနိုင်ကဖျားသခင်ကိုကောင်းစွာကိုစားပြုနိုင်တဲ့ကဲ့သို့ လူသားကိုအသက်ပြည့်ထောက်ပံ့ပေးနိုင်သောဇာတိခန္ဓာဖြစ်၏၎င်းတို့သည်ခရစ်တော်ဟုအခိုင်အမာဆိုတော်လဲခရစ်တော်၏အနှစ်သာရတစ်ခုမျှမပိုင်ဆိုင်ကြသည့်အတွက်အနည်းနှင့်အမြန်ခရစ်တော်၏အယောင်ကိုဆောင်တော်သူအားလုံးတို့သည် ကြရှုံးကြလိမ့်မည်ထို့ကြောင့်ခရစ်တော်၏စစ်မှန်မှုကို လူသားကသတ်မှတ်၍မရနိုင်ပေဖျားသခင်ကိုယ်တိုင်က ဖြည့်ရှင်းကဆုံးဖြတ်ထားခြင်းဖြစ်သည်ဟုငါပြောရပေသည် ်အာမင်တိတ်ကောင်းတာပဲဟုတ်တယ်ဖခင်နောက်ကပတ်တော်တွေဖတ်တော့ပိုရှင်းသွားလားဟုတ်ကဲ့ခရစ်တော်ဟာတမန်တော်ကိုဖော်ပြပြီးလူကယ်တင်တဲ့အမှုပြုနိုင်ရမယ်ခရစ်တော်အတူတွေကဘာလို့တမန်တော်ကိုမဖော်ပြနိုင်တာလဲဖခင်မဟုတ်လို့ပေါ့အင်းသူတို့အနှစ်သာရနတ်ဆိုးစာတန်အနှစ်သာရမို့ပါ။တမန်တော်ကိုသူတို့မဖော်ပြနိုင်ဘူး။ဟုတ်တယ်။လူကိုဖောက်ပြန်ပျက်စီးခြင်းကနေမကယ်နိုင်ဘူး။ဒါကသိကြပါရဲ့။ဟုတ်တယ်။ဟုတ်တယ်။ မှန်တယ်ခုချိန်မှာခရစ်တော်အတူတွေတချို့နိုင်ငံတွေမှာပေါ်လာတယ်အံ့ဖွယ်အမှုတွေဝိညာဉ်ဆိုးအမှုရဲ့တယုတ်တကံနည်းနည်းပြတယ်တချို့ကစယုံလာတယ်ဒါအထင်မြင်မအောင်လောက်တာခံရတာပဲအော်သခင်ယေရှုကဒါကိုရှင်းရှင်းလင်းလင်းပြောတာတယ်ခရစ်တော်အတူတွေကလူတွေကိုအထင်မြင်မအောင် လုပ်ဖို့အံ့ဖွယ်အမှုတွေကိုအားကိုးတယ်ဟုတ်တယ်ဒါကခရစ်တော်အတူတွေရဲ့အတိတ်အဆုံးလက္ခဏာပဲဟုတ်တယ်မှန်တယ်ကျမတခုတတိယပါပါတယ် ။သခင်ယေရှုကပြောခဲ့တယ်။အကြောင်းမှာခရစ်တော်အယောင်ဆောင်နဲ့မိစ္ဆာပရောဖက်တို့ပေါ်လာ၍အံ့ဖွယ်အမှုကို ပြလိမ့်မည်။ဟုတ်တယ်။ဖြစ်နိုင်ရင်၎င်းတို့သည်ရွေးချယ်သူတို့ကိုပင်အထင်မြင်ပါစေ။အာမင်။အာဒီနဆိုးတွေကတမန်တော်ကိုမပိုင်ဘူး။လူကိုအထင်မြင်မအောင်လုပ်ဖို့အံ့ဖွယ်အမှုပဲပြနိုင်တယ်။ဟုတ်တယ်။ခရစ်တော်အတူစစ်ကိုဒီလိုခွဲတာပဲဒီမိတ္တဟာရကြောင့်ရှင်းသွားတယ်ဟုတ်တယ်ဒါကြောင့်ညံလင်းပွင့်နေဟုတ်တယ်အနန္တတကောရှင်ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေကိုဖတ်ပြီးပြီအင်း အမားတို့မိသက်ဟာရကြောင့်စိတ်နှလုံးထဲမှာပိုရှင်းသွားတယ်ဟုတ်တယ်အနန္တတကုရှင်ဖရာသခင်ကတမတရားအများကြီးဖော်ပြပြီးပြီဆိုတော့သူကပေါ်ထုံးပြီးအမှုပြုနေတဲ့ဖရာသခင်ပြန်ကြွလာတဲ့သခင်ပဲဟုတ်တယ်ကျေးဇူးတော်သခင်ကိုကြိုဆိုခဲ့ပြီဟုတ်တယ်ကျေးဇူးတော်ပဲဒါသိကောင်းအမားတို့နောက်တစ်ခေါက်ဆူဝဲဖို့ဘယ်တော့ချိန်ရမလဲအိမ်လာပြီးဟောပါဟုတ်တယ်ကျွန်တော်စီလဲလာကျွန်တော်စီလဲလာပါဟုတ်ကဲ့